ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီနေ့ကတော့ဒေါ်လာရဲ့တားနှစ်ယောက်မင်္ဂလာဆောင်တဲ့နေ့ပေါ့ကွယ်ချွေးမတယောက်ကမြို့သူဖြစ်ပြီး နောက်တယောက်ကတော့ရွာသူလေးဖြစ်ပါတဲ့ကျွန်းစုံနေကြတဲ့အချိန်မှာပဲမန်နီကဒီလိုတွေးနေခဲ့ပါတယ် ငါညီမမကကဘာလို့ဒီလောက်ဆိုးရတာလဲမသိဘူး။ရွာမင်းကလေးနဲ့တောင် တူနေပြီ။အေးလေ၊ तू ကလည်းရွာပဲ哦။ချွေးမလေး၊သမီးကလှလိုက်တာကွယ်။မိကလိန်ထားတာလေးကလည်းအရင်လှနေရပဲနော်။ဒါပေါ်အမေရဲ့မလှလို့ဖြစ်မလား။ကျမခုကြက်9000တန်မိကကိုမြို့ထဲမှာနာမည်အကြီးဆုံးမိကဆရာစီမှာတွားပြီးတော့လိန်ထားတာလေ။သူ့ရဲ့စကားကိုကြားတော့မြမဖြစ်သူကလည်းနှိမ့်ကြည့်ပြီးတွေးနေခဲ့ပါတည်း။အင်းဟုတ်ပါရဲ့။တကယ်ပဲမတိမိကကအရင်လှတာပဲ။ ။ "तू ကတကယ်လှနေရပဲနော်။ငါတော့မိတ်ကက်ဆိုလို့မျက်လုံးသားမှာခဲတံလေးဆွဲထားတာရဲ့။နှဖူးမှာဆေးနီလေးဆိုးထားတာရဲ့ပဲရှိတာ။ငါချွေးမကြီးကလည်းလှလိုက်တာကွယ်။တကယ်လှရင်အမေ၊ကျမလည်းလှနေရလား။အေးပေါ့။ငါသမီးနှစ်ယောက်စလုံးကအရင်ကလှနေရပဲ။ကဲလာလာလာအိမ်ထဲကိုဝင်ကြဆို။ဒီလိုနဲ့ကျူစုပွဲပြီးသွားပြီးနောက်တနည်းမနက်မှာတော့မက်ကြီးတယောက်သူ့ရဲ့ပထမအဦးဆုံးမိဖို့ကြောင့်ဝင်ရမယ်နေ့အတွက်ဟင်းတွေချန်နေပါတယ်။ ဒီချိန်မှာမတီကမိဖို့ကြောင့်လေးကိုရောက်လာပြီးတော့ပြောလိုက်ပါတော့တယ်။ဟာမိဖို့ကြောင့်ထဲမှာဘာလို့ဒီလောက်တောင်ပူနေရတာလဲ။ပြီးတော့နေကဘာလို့ဒီလောက်အများကြီးချက်နေရလဲ။ဒါပထမဦးဆုံးမိဖို့ဝင်တဲ့ဟင်းတွေလား။ဒါမှမဟုတ်တူလောင်ထားဖို့ချက်နေရလား။ဒါပထမဦးဆုံးမိဖို့ဝင်တဲ့ဟင်းတွေပါ။ဒါပေမဲ့အိမ်ကလူတိုင်းကြိုက်မဲ့ဟင်းမျိုးစုံချက်ထားတာဆိုတော့နည်းနည်းတော့ပိုပြီးတော့များသွားတာပေါ့။အေးကောင်းပါတယ်လေ။နင်ဒီလောက်အများကြီးချက်ထားတော့ငါလည်းနင့်ကိုနည်းနည်းလောက်ကူညီပေးမယ်။ လာငါလက်ကိုကန်လိုက်ဒီလိုနဲ့မတီလေးစသလိုနောက်တလူပြောပြီးမယ်ကြီးလက်ကိုကန်ကထွက်သွားခဲ့ပါလေခဏကြာမှတော့မယ်ကြီးကအင်ကလူတွေအလုံးကိုထမင်းဟင်တွေခုခတ်ပေးပြီးတော့တွေးမွေးတော့တာပေါ့အလုံးထမင်းဝိုင်းမှာစူဝေးရောက်ရှိလာတဲ့အခါရောက်ခမဖြစ်သူကပြောလိုက်ပါတယ်ဘာတွေဖြစ်ကုန်တာလဲဟင်အမျိုးအစားတွေလည်းအများကြီးပဲပြီးတော့အနံ့ကလည်းတော်တော်လေးမှုန်းနေတာပဲအလုံးထမင်းစားပြီးကြတဲ့နောက် သူတို့ကတန်တုံးနဲ့ပြောလိုက်ကြပါတယ် ။အိုးဟင်းတွေကတကယ်ကိုရတာရှိတာပဲ။ဒါနဲ့မဒီဒီဟင်းတွေထဲမှာနင်ပါဟင်းချက်ထားတာလေ။ဒီဟင်းတွေထဲကပါဟင်းမှငါမချက်ထားဘူး။ဒီဟင်းတွေအားလုံးမယ္ယီတယောက်တည်းချက်ထားတာ။ဟင်းဘလို့ဖြစ်တာလဲ။ငါရဲ့သမီးငယ်လေးကဒီဟင်းတွေအကုန်လုံးတယောက်တည်းချက်ထားတာလား။ဟင်းတွေကတော့ကောင်းကောင်းချက်ထားတာပဲ။ဒါပေမဲ့မတီးရလဲတခုခုတော့ချက်တက်နာပေါ့။ဘာပဲဖြစ်ဖြစ်ဒါနဲ့ပထမအူဆုံးမိဖို့ကြောင့်ဝင်တဲ့နေ့ပဲဟာ။ဘာဖြစ်လဲအမကြီးရဲ့ ။နောက်မှကျမလက်နဲ့ချက်တဲ့ထမင်းလေးကိုစားလို့ရတာပဲ။ဒီလိုနဲ့အားလုံးလည်းထမင်းဆက်စားကြရတာပေါ့ကွယ်။ထမင်းစားပြီးတဲ့နောက်အားလုံးကကိုယ့်အလုပ်ကိုရှုံနေကြတာအဲဒီအချိန်မှပဲဒေါ်လာကသူ့သမီးနှစ်ယောက်ကိုပြောလိုက်ပါတော့တယ်။ဟဲ့သမီးတို့ဒီညနေမှာအခမ်းအနားရှိရနော်။အဲ့ဒါကြောင့်နှစ်ယောက်စလုံးလှလှပပပြင်ဆင်ထားကြ။အမေရဲ့ဘာမှစိတ်ဘူးမနေနဲ့ကျမလှလှပပပြင်ဆင်ထားပါမယ်ဒီရွာစာမတက်တဲ့ကျန်တဲ့လူတွေကြောင့်တော့ကျမလည်းမသိဘူး မကြီးကတော့ဝန်နေစောနဲ့တွေးနေတော့တာပေါ့ကွယ်။ကျမဘာဟုတ်ရမလဲမသိဘူး။ကျမမှာလှပတဲ့စာတွေဝတ်ဆောင်လည်းမရှိဘူး။ဟဲ့သမီးဘာဖြစ်လို့စိတ်ညစ်နေရလဲပြောပါအောင်ကွယ်။ငါနေ့ကမင်းနေရနော်။အမေကျမရဲ့ဆင်းရဲတဲ့မိသားစုကကျမကိုအိမ်အောင်ပြုပေးတော့ကလေ။စာတွေဝတ်ဆောင်နှစ်ဆောင်သုံးဆောင်ပဲပေးလိုက်တာဆိုတော့ကျမမှာလှပတဲ့စာတွေဝတ်ဆောင်နေမရှိဘူး။ဟေးဒါဆိုဘာဖြစ်လဲ။ငါရဲ့အဝတ်ပီတို့ထဲမှာစာတွေဝတ်ဆောင်နေအများကြီးပဲ။နင်ကြိုက်တဲ့တဆောင်ရှိုးဝတ်လိုက်။ ဒီလိုနဲ့ညနေရောက်တော့အခမ်းအနားစတင်ခဲ့ပါသည်လက်စွပ်ရှာတဲ့ခမ်းနားပေါ်ကွယ်ဟေးကိုကြီးဂိမ်းမအာယုံဆိုင်နော်အကူကြီးပဲနိုင်အောင်ဆော့ဒါဘောဒါဘောညီမလေးဘာလို့စိတ်ပူနေတာလဲဒီဂိမ်းမှာမင်းရဲ့အကူပဲနိုင်ရမှာပါအဲ့ဒီချိန်မှာလက်စွပ်ကမရည်လက်ထဲရောက်နေပြီဖြစ်ပါတည်းကြီးစံတို့သမီးလေးမရည်ကအနိုင်ရသွားပြီတဖက်မှာကုစင်းရလေလက်ထဲမှာလက်စွပ်ကိုတွေ့သွားပြီးတော့ပြောလိုက်ပါတော့တယ်ငါနိုင်တော့နော် ဟုတ်ပါရဲ့ကိုကိုရဲ့ဒါနဲ့တစ်ဖက်မှာကိုစိမ့်နေတစ်ဖက်မှာမရီကဂိမ်းမအနိုင်ရရှိသွားကြရတာပေါ့ကွယ်ตาတို့ရေအမေတော့ပြောတယ်ဟဲ့လာအခုနှစ်ယောက်စလုံးချုံမြိန်နဲ့မင်္ဂလာမောင်လည်းကြွေးလိုက်ကြအဲ့နောက်အကိုရောညီဖြစ်သူပါသူတို့ဇနီးတွေကိုမုံတွေခွန့်ကြည့်ပြီးအခမ်းအနားကချုံမြိန်စွားနဲ့ပဲပြီးဆုံးသွားရတာပေါ့ကွယ်ခဏကြာမှတော့မရီတယောက်မိဖို့ကြောင့်မှညစာအတွက်ပြင်ဆင်နေခဲ့ပါတယ်မတိကတော့စူဖာပေါ်မှာထိုင်ပြီးဖုန်းသုံးနေတာပေါ့ကွယ် နင်တီမာထိုင်ပြီးဖုန်းသုံးနေရပဲမြင်နေရတာအမြဲတမ်းတီမာပဲထိုင်နေတာနင်တရက်လောက်တော့မိုက်ရီကိုမိဖို့ကြောင့်မနည်းနည်းလောက်ကူညင်ပိုကောင်းမယ်နော်အမကျမလေးငင်းငယ်တဲ့မြို့မှာနေလာတာထမင်းချက်ပြုတ်တဲ့အစ်စ်မရှိဘူးငင်းငယ်တဲ့အပြစ်မှာပဲစားတယ်ဟိုတယ်တွေစားတော့ဆိုင်တွေရပဲမှားစားခဲ့တာပြီးတော့အိမ်မလည်းအစီခံနေရှိတော့လေကျမချက်ဖို့ပြုတ်ဖို့တိတ်စိတ်ဝင်စားဟုတ်ကျန်တော့မိုက်ရီကကျမရဲ့အကူအညီလိုတယ်ဆိုရင် သူကျမကိုလှမ်းခေါ်ပါလိမ့်မယ် မကြီးကတော့မိဖို့ကြောင့်မှဟင်းချက်နေတော့ပြောနေပါတော့တယ်။ကဲအိမ်ကလူတွေအားလုံးကြိုက်မြတ်တတ်တဲ့ဟင်းတွေချက်ပြုတ်ပြီးသွားပြီ။ဒီလိုနဲ့ခဏအကြာမှတော့မကြီးကသမင်းစားစပွဲမှာဟင်းတွေခုခတ်ပြီးတဲခင်းလိုက်ခါကြွေးလိုက်ပါတယ်။မကြီးကတော့နော်နင်ကငါကြိုက်တဲ့ဟင်းတွေကိုနေတိုင်းချက်ကျွေးနေတော့တာပဲ။ဟုတ်တယ်ဖေအမတအိမ်လုံးအကြိုက်ကိုသိရနော်။အမအမလေးကပားပေါ်မှာအကောင်းဆုံးအမပဲ။ကျမတို့အရန်ကူးဆိုင်တာပဲ။မဒီကတော့ဒီလိုတွင်းနေခဲ့ပါတည်း။ သူတို့ကတီစာမတက်တဲ့ရွာမင်းလေးကိုဘာလို့တလောက်တောင်ချီးမွမ်းနေကြရလဲမသိဘူး။ "तू ကထမင်းချက်ပြီးငါတို့ကျွေးနေုံပဲဟာ။ तू ကအစီခံတယောက်လိုပဲလေ။အလောက်ပဲအဆင်ရှိတဲ့သူပဲချီးမွမ်းနေတာ။ငါ့လိုမျိုးကသူတို့သမီးကိုလုံးဝကယူမဆိုင်ကြဘူး။ဒီနေ့ထိငါ့ကိုတစ်ခါမှလည်းမချီးမွမ်းကြဘူး။ညရောက်တော့ဒေါလာကသူ့သမီးနှစ်ယောက်ကိုသူ့အခန်းထဲခေါ်လိုက်သွားတော့တယ်။ဒေါလာလက်ထင်းမှာတော့ဘူးစင်ပေါင်းဆက်လက်စင်ကန်းလာတဲ့မင်္ဂလာဝတ်ဆောင်ကိုကင်ထားခဲ့ပါတယ်။အမေ ဘာလို့ကျမတို့ညကိုဒီလိုခန်းထဲခေါ်လိုက်တာလဲပြီးတော့အမေလက်ထဲအဝတ်အစားကဘာလဲသမီးတို့ရေဒါငါတို့မိသားစုရဲ့ဘိုးဘွားဆင်ဆက်လက်ဆင့်ကမ်းလာတဲ့ဝတ်ဆောင်မယ်ဒီအိမ်ရဲ့အကြီးဆုံးသူတို့သမီးတိုင်းကဒါဝတ်ပြီးမှအခမ်းအနားကိုလှုပ်ကြတာဒါငါတို့အိမ်ရဲ့ရိုးရာတလေးပဲဒါကြောင့်မနေ့ပြန်နေ့ရဲ့အခမ်းအနားမှာငါရဲ့သမီးအကြီးဆုံးမတီကိုဒီလင်ကာဝတ်ပြီးထိုင်စေချင်တယ်ဟဲ့သမီးဒီဘိုးဘွားဝတ်ဆောင်ဖွင့်ကြည့်လိုက်ပါအောင်ဘလို့ပုံစံလဲဆိုတာ ီလိုနဲ့မတိကဝတ်စုံကိုသူ့လက်ထဲယူပြီးအပေါ်အောင်လှည့်ပတ်ကြည့်လိုက်ပါရယ်ဝတ်စုံကတော်တော်လေးဟောင်းနှဲနေပြီးပလဲရီလေးပြုတ်ကျကုန်ပါရယ်ဒါနဲ့မတိကလည်းပြောလိုက်ပါတော့တယ်အမေရယ်ဒီဝတ်စုံရဲ့အခြေအနေကတော်တော်ဆိုးနေပြီပြီးတော့အယောင်တွေကလည်းမှိန်နေပြီဒီလိုရုပ်ဆိုးတဲ့ဝတ်စုံကိုကျမရဲ့ခန်းထဲမှာဝတ်မယ်လို့မထင်နေရလားစိတ်မကောင်းပါအမေရယ်ဒါပေမဲ့ဒီအမေရဲ့ပိုးပေါဝတ်စုံတော့ဘလို့နီးနေမှကျမမဝတ်နိုင်ဘူးကျမရဲ့ခန်းထဲမှာလေး ဈေးကြည့်ပြီးတော့တောက်တောက်ပြောင်ပြောင်နဲ့ဒီဇိုင်နာထုတ်ဝတ်စုံမဲ့ဟုတ်မှာမဒီကအလိုပြောပြီးချေဆောင်ကထွက်သွားပါတော့တယ်ဒီခါမှဒေါလာလေးစိတ်မကောင်းဖြစ်သွားတော့တာပေါ့ကွယ်အမေရဲ့ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ဒီအိမ်ရဲ့ပိုးပွားဝတ်စုံဝတ်တဲ့ရိုးရာတလေးကိုကျမဆက်ပြီးတော့ထိန်းသိမ်းပါမယ်ပြီးတော့အမေရဲ့ဒီပိုးပွားဝတ်စုံမဲ့အခန်းထဲမှာဝတ်ပါမယ်ချုပ်ရိုးတွေပြုတ်နေရတဲ့ပလဲတွေကျွတ်နေတာတော့ကျမကိုယ်ရန်အဲ့ချီနဲ့ပြန်ချုပ်လိုက်ပါမယ်ဂျေဆုတက်မာရဲ့ငါသမီးလေးရဲ့ နေကဒီအိမ်ရဲ့ဘိုးဘွားဝတ်ဆောင်ဝတ်တဲ့ယူရတလေးကိုဆက်လက်ရှင်သန်စေခဲ့တာပဲဒီလိုနဲ့ညရောက်တော့မက်ကြီးတယောက်သူ့ခင်းထဲမှာထိုင်ပြီးဘိုးဘွားဝတ်ဆောင်မှာပြုတ်နေတဲ့ပလဲတွေကိုချုပ်နေခဲ့ပါတယ်သူ့ခင်မုန်းဖြစ်သူကတော့ဒါအုပ်ကြည့်ပြီးတော့ပြောလိုက်ပါတယ်မိမအနားယူတော့လေတော်တော်လေးနောင်ကျနေပြီอืมပြီးတော့မှာပါလာပြီနောက်တနေ့အခမ်းအနားအတွက်ရွာကချွေးမကသူ့ရောက်ခမပေးတဲ့ဘိုးဘွားဝတ်ဆောင်ကိုပဲဝတ်ဆင်ထားတာပေါ့ကွယ် တဖက်မှာတော့မြို့ကသူတို့သမီးကလေပင်းဟိုင်ဟိုင်နဲ့လက်ပြဲအင်ဂျီကိုဝစ်ထားခဲ့ပါတယ်။အဲ့ဒါကဈေးကြီးပြီးတောက်တောက်ပြန်ပြောင်းဖြစ်နေပါတယ်။မက်ကြီးရဲ့ဝစ်စုံနေတော့တခြားစီပေါ့ကွယ်။ဝစ်စုံရဲ့အောက်ပိုင်းကလေဘေးနှစ်ဖက်ကိုခွဲထားတာကြောင့်သူ့ရဲ့ခြေထောက်တွေအကုန်လုံးမြင်နေရပါတယ်။ခဏကြာမှအင်းနီးချင်းတွေကအင်းနီးကိုစူယုံရောက်ရှိလာကြပါတယ်။အားလုံးကမကြီးဝစ်စားထားတာကိုကြည့်ပြီးအန်အောနေကြတော့တာပေါ့ကွယ်။ဟေးဖီးဟားရေမလာရဲ့သမီးကိုကြည်စမ်း ။ "तू อ่ะဒီလိုအခမ်းအနားအတွက်ဘလို့ဝတ်စားထားလဲ။ तू ဟာအရေးကြီးအခမ်းအနားကိုလာတာမဟုတ်ဘူး။အပျော်ရှောက်သွားမဲ့ပုံနဲ့။ဟုတ်ပါရဲ့ဟဲ့။တကယ်ကိုကြည့်ရဆိုးလိုက်တာ။သူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေအကုန်လုံးမြင်နေရတယ်။ဟိုမှာဒုတိယသတို့သမီးကိုကြည့်စမ်း။ဘလောက်လာတဲ့ဝတ်စုံလဲ။ငါလည်းငါမင်္ဂလာဆောင်တော့ကအဲ့ဒီလိုလင်္ကာမျိုးဝတ်ခဲ့တာ။ငါဒီသတို့သမီးလေးရဲ့ဝတ်စုံအရန်ကြိုက်တယ်။ဟဲ့။နင်တို့ချင်းချင်းတီးလို့ပြောမနေနဲ့။ငါရဲ့သမီးလေးကိုဘလို့သဘောကြလဲဆိုတော့ငါ့ကိုပြောပြကြအောင်လေ။မင်းရဲ့သမီးလေးကတော့ကောင်းပါရဲ့ ါပေမဲ့မင်းရဲ့တမင်းငယ်လေးကပိုပြီးတော့လှတယ်ပြီးတော့သူ့ရဲ့ဝတ်စုံလဲငါတို့အရန်သဘောကြတယ်ဟဲမကြိုက်เสียကြောင်းမှမရှိတာငါတမီးလေးကပိုးပွားဆင်ဆက်လက်ဆင့်ကမ်းလာတဲ့ဝတ်စုံဝတ်ထားတာကိုဟုတ်ပါရဲ့တော့ပိုးပွားဝတ်စုံလေးကမင်းရဲ့တမီးလေးနဲ့တော်တော်လေးကိုလိုက်ဖက်ညီပြီးတော့အရန်လဲလှပနေရပဲငါတို့ရွာသူတို့တမီးလေးတွေဆိုမင်းတမီးလေးလိုမျိုးပဲတိတ်ခါရှိရှိလေးနဲ့အလားဆုံးဖြစ်နေရလေမတီးကတော့ဒီလိုတွေးနေခဲ့ပါလေတယောက်ယောက်ပြောဖို့တာမှန်သား စာမတက်တဲ့လူတွေဆိုတာအမြဲတမ်းစာမတက်တဲ့လူတွေပဲငါဒီစေးကြီးပြီးတက်တော့ပြောင်ပြောင်ဝတ်ဆောင်ဖို့ဘလောက်ငွေကုန်ခဲ့ရလဲဒါပေမဲ့သူတို့ကဒီရွာစာမတက်တဲ့မိန်းကလေးရဲ့ခင်နောက်ကြတဲ့ပိုးပွားဝတ်ဆောင်ပဲကြိုက်နေကြတယ်ပြီးတော့ဒီလူတွေကအဲ့ဒီပိုးပွားဝတ်ဆောင်ဘာလို့အဲ့လောက်တောင်ချင်းမွန်းနေရလဲကဲလာလေငါတို့တွေလည်းပြန်ကြရအောင်အခမ်းအနားလည်းပြီးသွားပြီဆိုတော့တို့တွေလည်းသွားတယ်မင်းမင်းရဲ့သမီးနှစ်ယောက်စလုံးကကောင်းပါတယ်လှလည်းလှကြတယ်ဒါပေမဲ့အားလုံးထဲမှာအကောင်းဆုံးကတော့ မင်းရဲ့ဒီပိုးပွားဝတ်ဆောင်ဝတ်ထားတဲ့တက်ရောက်ပဲဒီလိုနဲ့လာနေသူတွေအားလုံးကမက်ကြီးလေးကိုပဲချီးကျူးနေကြတော့တာပေါ့ကွယ်အဲ့နောက်ပိုင်းမှာလဲမက်ကြီးအိမ်ကလူတိုင်းဟာသူ့ကိုနေ့တိုင်းချီးမွမ်းကြပါတည်းဘာလို့လဲဆိုတော့သူကအိမ်မှုကိစ္စအားလုံးကိုအရင်ကောင်းကောင်းမွန်မွန်နဲ့ဂရုစိုက်တာကြောင့်ပါပဲအမကျမနေ့လဲစာရပြီလားကျမကောလိပ်သွားဖို့နောက်ကျနေပြီဩအေးအေးဒီမှာမဆိုင်ရဲ့ဒါလေးယူသွားဒါနဲ့ရထမင်းပူအမကျွန်တော်ဝယ်စားတွေမိဘူးတိုက်ပေးပြီးပြီလား ဟုတ်ကဲ့ပါမောင်လေးကျမအခုချက်ချင်းလုပ်ပေးပါမယ်။ငါယွာသမီးတော်လေးကဘလောက်တောင်တော်လိုက်လဲ။သူကအိမ်တစ်ခုလုံးတယောက်တည်းနဲ့လဲပက်နေတာ။ဖျားသခင်ကဒီလိုသမီးမျိုးလူတိုင်းကိုပေးသနာပါစေ။မတီကတော့ဒီလိုတွင်းနေခဲ့ပါတည်း။မိသားစုဝင်တွေကဒီယွာစာမတက်တဲ့ကောင်မကိုအယုံချီးမွမ်းနေကြတယ်။ဘသူမျက်နှာကြီးကြီးဘသူပစက်ကထွက်လာလား။မယီမယီဆိုတာပဲ။ငါလည်းတစ်ခုခုလုံးမှဖြစ်တော်မယ်။ဒီလူတွေကသူ့ကိုကြိုက်တဲ့လောက်ငါ့ကိုလည်းကြိုက်လောက်ငါလောက်ရမယ်။ ဒီလိုနဲ့ဂျာရီကိုတီးမခံနိုင်တော့တဲ့မတီလဲအိမ်မုကိစ္စရီကိုစလှုပ်လာပြီးလူတိုင်းအတွက်ဟင်းချက်ကကျွေးမွေးခဲ့ပါတယ်။ဒါပေမဲ့လူတိုင်းကသူ့ဟင်းစားပြီးတဲ့အခါစားလို့မရတဲ့ဟင်းတွေလို့ပြောပြီးတော့ဗဇတ်သေးကနေထွေးထုတ်ကြရတာပေါ့။ဟင်းဒါဘလို့ဟိုင်းလဲဘလို့တောင်ဆိုးရွားနေရလဲ။ဒီမကောင်းတဲ့ဟာတွေကျွေးပြီးတော့နေငါပါဆက်ကအရသာကောင်းလေးတွေကိုဖျက်ဆီးပစ်လိုက်တာပဲ။အဲ့ဒါနဲ့မတီလဲသူ့အခန်းထဲပြန်သွားပြီးတော့တွေးနေခဲ့ပါတဲ့။ ငါဘလောက်ပဲလောလောငါရခမတွေကဘာကူမှမကြိုက်ကြဘူးငါငါရဲ့မြို့သူမြို့သားဆိုတဲ့စိတ်တက်ကိုလွင့်ပြစ်ပြီးတော့အဲ့ဒီရွာသူလေးမရည်စီကသူဒီအိမ်ကိုဘလို့စီမံခန့်ခွဲနေလဲဆိုတာသင်ယူသိနေတဲ့နဲ့အဲ့လိုမှပဲလူတိုင်းကသူ့ကိုကြိုက်တယ်လို့ငါ့ကိုလည်းကြိုက်လာမှာဒီလိုနဲ့မဒီလိန်မရည်စီရောက်လာပြီးတော့ပြောခဲ့ပါတယ်မရည်နေကဘာလို့ဒီလောက်တောင်ကောင်းပြီးတော့တာဝန်တည်တတ်တဲ့မင်းကလေးဖြစ်နေရလဲငါ့ကိုလည်းပြောပြပါအောင်ဟဲငါလည်းသင်ယူချင်းလို့လူတိုင်းကနင့်ကိုချီးမွမ်းတယ်လို့ ငါ့ကိုလည်းချီးမွမ်းလောင်လှုပ်ချင်လို့ပါဟာ ကြည့်ပါလားအမကျမရွာမှာငင်းငယ်လေးတရားနေလာခဲ့တာဆိုတော့မိသားစုကိုဘယ်လိုကိူးဆိုက်ရမလဲဆိုတာကောင်းကောင်းသိရဲ့လေအမမြို့မှာနေလာတာဆိုတော့အခက်ခဲတချို့ရှိနေတာပါဒါပေမဲ့အခုတော့စိတ်မပူနဲ့တော့ကျမနဲ့ခဏလောက်တူတူနေပါကျမအမအားလုံးကောင်းကောင်းသိမေးပါမယ်အင်းကြီးကစပြီးမကြီးဟာမကြီးနဲ့အတူ အချင်းပူပူပြီးတော့ကုံဆုံးခဲ့ပါတယ် အဲ့နောက်မှာတော့ရွာသူလေးမက်ရီဟာမြို့သူမတီကိုအိမ်မှုကိစ္စအားလုံးကိုကောင်းကောင်းတင် जा ပေးလိုက်ပြီး သူတို့တွေလည်းအဆင်ပြေပြေနဲ့ပဲနေထိုင်သွားကြတော့တာပေါ့ကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်